ဟုတ်ကဲ့အားလုံးမင်္ဂလာပါဟုတ်ကဲ့ပါဒီတစ်ခေါက်မှာတော့ကျွန်တော်မိတ်ဆွေတငယ်ချင်းများကို Google AI ရဲ့ကျွန်တော်အစွမ်းထက်တဲ့ Gemini AI နဲ့ဓာတ်ပုံပြင်းလေးလေးကိုဒီဗီဒီယိုမှာမျှဝေပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော် Gemini app ကိုကျွန်တော်တွားပါမယ်အဲ့မှာကျွန်တော်ဓာတ်ပုံပြုပြင်မှာဖြစ်တဲ့အတွက်ကိုကျွန်တော် a create image ကိုနှိပ်ပါမယ်ကျွန်တော်ဒီပုံကိုကျွန်တော်ဒီ Gemini နဲ့ ဒီဒီနောက်ကအမိုက်ပွဲကိုကျွန်တော်ဖြောက်ကြည့်မှာပေါ့နော်မိုက်ပွဲကိုကျွန်တော်ဖြောက်ကြည့်မှာဖြစ်ပါတယ်ဆန်ဂျမနိုင်းနဲ့ကျွန်တော်တွားမယ်ပြီးရင်ကျွန်တော်ဒီမှာပုံထည့်မှာဆိုတော့ plus ကိုနှိပ်လိုက်မယ် plus ကိုနှိပ်ပြီးမှ color ရွေးနေကျွန်တော်နှိပ်မယ်နောက်ပြီးတော့ကြာရင်ဒီမှာပုံလေးကိုကျွန်တော်ထည့်လိုက်မယ်ပြန်ကျွန်တော် prompt ကျွန်တော်စာရိုက်ထည့်ရမှာပေါ့နော် စာရိုက်ထည့်ရမှာဆိုတော့ကျွန်တော်တို့သူခုနအနောက်ကအမိုက်ပုံးကိုဖျောက်ပေးပါပါเนาะကျွန်တော်မြန်မာလိုပဲကျွန်တော်ရေးကြည့်လိုက်မယ်ဆိုပြီးတော့ကျွန်တော်ရိုက်ထည့်လိုက်မယ်ပြီးရင်ဒီ send ဆိုတဲ့ click လေးကိုကျွန်တော်နှိပ်လိုက်မှာပါเนาะဟုတ်ပြီเนาะဒါဆောင်တော့ကျွန်တော်အနောက်ကအမိုက်ပုံးဒီမှာဖျောက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ် ဒါကြကျွန်တော်အရာဝတ္ထုကြီးတွေကျွန်တော်ခေရှားပြီးတော့ပြုလုပ်လို့ရမှာဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်နောက်တစ်ခုကိုတွားကြည့်ရအောင်။တစ်ခုကကျွန်တော်ဒီပုံလေးကိုဘက်ဂရောင်းကျွန်တော်ထည့်ကြည့်မှာဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်ပုံလေးတစ်ခုယူလိုက်မယ်။နောက်ကဘက်ဂရောင်းထည့်မယ်။ပုံလေးတစ်ခုယူလိုက်မယ်။ကျွန်တော်ကဘယ်ထဲတွားမယ်။အဒီပုံယူလိုက်မယ်နော်။နောက်ကဘက်ဂရောင်းထည့်မှာဖြစ်တဲ့အတွက်ကို ိုလိုချင်တဲ့ background ကိုကျွန်တော်ဆက်ရိုက်ထည့်မယ်ပြီးရခကြရင်ကျွန်တော် sign ကိုကျွန်တော်နှိပ်လိုက်ပါမယ်ဟောဟုတ်ပြီเนาะကျွန်တော်ဒီမှာเนาะဟောတော့လာပါတယ်ကျွန်တော်နောက်က background ကိုဒီမှာရရှိပြီးဖြစ်ပါတယ်ပြီနော်ဒါဆိုရင်တော့ background ကိုကျွန်တော်ဒီမှာ change လို့ရမယ်ပြီးတဲ့ခါကျရင်အမိုက်ပုံကိုကျွန်တော်ဖျောက်လို့ရမယ် အဲ့နောက်တစ်ခုကြွားကြည့်ရအောင်နောက်တစ်ခုဒီမှာခွေးပုံပေါ့နော်ဒီခွေးပုံလေးကို 3D cartoon ဖြစ်ရင်ကျွန်တော်ပြောင်းကြည့်မှာဖြစ်ပါတယ်ဟုတ်ပြီနော်ခွေးပုံလေး 3D cartoon ဖြစ်ကျွန်တော်ပြောင်းကြည့်မှာလဲဟုတ်ပြီနော်ဒါ 3D cartoon ပုံဖြစ်အတွေ့ရမှာဖြစ်ပါတယ် ဟုတ်ပြီနောက်တစ်ခုအနေနဲ့ကျွန်တော်ဒီ main line ကျွန်တော်အဝတ်စားတွေကို change ကြည့်မှာဖြစ်ပါတယ် plus ကိုနေမယ် link ကလေးပြတ်သွားမယ်ပြီးရကြရင်ကျွန်တော်ဒီပုံလေးကျွန်တော်နိုင်လိုက်မယ်ပြီးရင်ကျွန်တော် prompt ဟုတ်ပြီဒီမှာကျတော့ဟုတ်ပြီနော်ဒါကြောင့်မြန်မာဟုတ်ဆုံးကိုကျွန်တော်တို့ change ကြည့်လို့ရပြီဖြစ်ပါတယ် အင်ဂျီအယောင်ချိမှဖြစ်တဲ့ဘက်ကိုကျွန်တော်အင်ဂျီအယောင်ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်။ဒီရင်ကျွန်တော်ရှမ်းကိုကျွန်တော်နှိပ်လိုက်မယ်။ဘယ်နော်ဒီမှာအင်ဂျီကျွန်တော်ဝါရောင်ကာလာကိုကျွန်တော်ချိန်လို့ရရပဲဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်နောက်တစ်ခုအနေနဲ့ရှုခင်းပုံလေးကို ီပုံလေးပေါ့နော်ဒီကန်းချီပုံလေးကိုညနေနေဝေးစည်းစားပုံပြောင်းပေးပါဆိုမှကျွန်တော်ရိုက်ထည့်လိုက်မယ်အပြင်နော်ညပိုင်းနေဝေးစည်းစားပုံလေးပြောင်းပြီးတော့ကြည့်လို့ရရပဲဖြစ်ပါတယ်ကျွန်တော်မိုးရွာနေတဲ့ပုံဆိုမှကျွန်တော်ပြန်ရိုက်ထည့်လိုက်မယ်ဒီပြင်ကျွန်တော်ဆန်းကိုကျွန်တော်နှိပ်လိုက်မယ် โอเคเนาะอ่าเนาะอนุญาตပါတယ်ကျွန်တော်မှာမိုးရောနေတော့ပုံကိုကျွန်တော်မှာတွေ့ရပြဖြစ်ပါတယ်တို့ဓာတ်ပုံတွေကိုကျွန်တော်တို့အရာဝတ္ထုတွေဖြောက်လို့ရမယ်အမျိုးမျိုးကျွန်တော်လောက်ကြည့်လို့ရမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့လည်းကျွန်တော်ဒါလေးကိုစမ်းကြည့်နိုင်ပါတယ်ဒါလေးကိုကျွန်တော်လာရောက်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်